တကယ်တော့ဒီဇက်ပူလို့ဆိုရအသားဒီဇက်ပူမဲလို့ပိတ်ချောက်ချောက်ကလက်ချောက်လေးလို့ကိုကူဘရောကအစင်မပြူမှန်နေကြည့်ရုပ်ကလည်းဆိုတော့ကျွန်တော်ကတက္ကသိုလ်ကျောင်းရောက်နေကျွန်တော်ရေးစားမထားဘူးပြအဲကျွန်တော်တို့တွေကမြန်မာသားကျောင်းသားတွေအာကျွန်တော်တို့ group light ထဲမှာအဲ့ကောင်မလေးတယောက်ပါအဲ့ကောင်မလေးကကျွန်တော်တို့စီမှာမြန်မာသားကိုင်းလို့ပေါ့အဲသူနဲ့ပတ်သက်ပြီးတော့အာဟိုကျွန်တော်တို့နှစ်ယောက်ရဲ့အကြောင်းလေးပေါ့ တကယ်ကြီးအုပ်စုလိုက်သွားလာသွားရလာရင်တန်အောင်နေဖြစ်ကြတာပါဒါနဲ့ तू ကသူ့ကောင်လေးရသွားတယ်အဲကျွန်တော်ကအဲ့အဲ့လိုကဟိုတကယ်ကြီးနေရနောက်ရပြောင်းနေတယ်ပဲအဲ့လိုဖြစ်နေနေမှာဇလန်းဖြစ်မလို့လို့ပါလို့နဲ့ပြီးတော့ကတစ်နှစ်ကြည့်ပြီးဖတ်စရာကုန်တဲ့အချိန်မှာ तू ကယူရစီဓာတ်လိုက်ပြီးသေသွားကျွန်တော်ဘက်မှာ true story ကတခုပဲရှိတယ်အဲ့ကိုမဲမဲအောင်ဆိုခါရဲ့မျက်ရည်လေးတွေဆူထားမယ်ဆိုတဲ့အချိန်ကအဲ့အဲ့ဒါကျွန်တော်ဘက် true story ပါ ကျွန်တော်တက္ကသိုလ်ကျောင်းသားဘွားတော့ဖြစ်ခဲ့တဲ့ဖြစ်ရမှန်လေးကိုရေးခဲ့တယ်။ညာကျွမ်းသာတက္ကသိုလ်မှာ အော်ပေါ့ကျွန်တော်ဘောမှာကျွန်တော်ကိုကိုကိုတေးစရာပဲခံရတာဟိုစီးရီးနေနေရနစီးရီးထွက်တာပေါ့အာဒီမော်ဒယ်ရှင်ပြီးဆိုရစီးရီးကပထမဆုံးထွက်တဲ့စီးရီးပါဟောပြီးတော့ဒုတိယစီးရီးကနှလုံးသားထဲကကြောင်းတော်ရပါတော့အဲဒီမော်ဒယ်ရှင်ပြီးဆိုတဲ့ချင်းကကြာပြီးလွန်ခဲ့တဲ့38နှစ်လောက်ကအာရေးတဲ့ချင်းပေါ့အာဒီချင်းကြီးကျွန်တော်ပထမဆုံးစီးရီးနေနေထွက်ခဲ့တာပေါ့ထွက်ခဲ့ရဆိုတော့အဲကျွန်တော်ငယ်ငယ်တုန်းက ဟိုကီလိုဒီဂီတာမူးပွားနဲ့ကျွန်တော်နေပါအောင်ဆိုသွားတယ်အဲဆိုင်ဆိုင်မှာကျွန်တော်တီးတယ်ဗောနော်တီးတဲ့အချိန်မှာတော့အဲ့အချိန်မှာတော့ဟိုကူအနိုင်ကတားပေါက်နေပြီးတော့ဟိုအချစ်ဆိုတာပူတော်တဲ့ပြီးတော့ကတခုဆိုတာပြည်သက်တွေကတားသဘောကျပြီးတော့နောက်တော့ဟိုအောက်သူပေါ်လာတော့အောက်သူကလွမ်းရတဲ့ရှင်တော်ကြီးတစ်ခါထပ်ထပ်ပေါက်ထပ်ပေါက်တော့အဲ့အချိန်မှာဟိုအနိုင်အတွက်ကိုကျွန်တော်ကအရေးဓမ္မစီဆုံးမှာဆိုတဲ့ရှင်နေတစ်ခါ ဆိုဆိုကိုနိုင်ဆိုဖြစ်တာပေါ့ဆိုဖြစ်တော့အဲဟောပေါ့ကိုအောက်သူကအရှိန်ရမ်းပြင်းလာတဲ့ခါကျတော့ဒီပြိဿကဒီတချင်းတွေကိုတိတော့တိတယ်အရင်တော့တဏ္ဍကလုံးတိုက်တာနေနေတော့မပေါက်သွားဘူးပေါ့အဲအဲ့အဲ့လေးကိုကျွန်တော်ကဆိုင်မှာဂီတာဘူးလို့ပြောဖြော်ပြတဲ့အခြေချအဲ့ဒီစီရီအများကြီးဆိုတာဆိုတဲ့ခါကျတော့ပြိဿတွေကကစားမာရီကကျွန်တော်နဲ့ရင်းပြီးတော့အဲတားသဘောကြကြတယ်ကျွန်တော်အဲ့ဒီချင်းလေးကိုစီစီတဲထည့်ပြီးတော့ဆိုဖို့ request လုပ်တာနဲ့ကျွန်တော်အဲ့တချင်ကိုအဲ series ထုတ်မယ်ဆိုတော့လုတ်လိုက်တာပေါ့လုတ်လိုက်တော့ဟိုဇန်နာရီကတချင်အဟောင်းတွေပဲပေါ့ဟိုဟိုကိုနေထုံးဘူးရေးခဲ့တဲ့ celebrity ဦးလို့ဓာပညာဆိုအဲ့အရာတွေကို sign နေနဲ့ကျွန်တော်ဆိုတာတီးတာဟောတချင်အစ်စ်နေနဲ့တပုတ်တော့တော့ထည့်ကောင်းပါပဲဆိုတော့အဲ့ moderation မိရေးပြပြီးတော့ moderation မိတချင်ထည့်ပြသွားပေါ့တော့အဲ့ခစ်တုံးက series kit နဲ့ VCD kit ဦးပေါ့အဲ့တော့ moderation မိကိုအဲ့ဒီဘာ ရှားပါလဲဆိုတော့နံပါတ်မိပါဘူး။ရှားကြတော့မဟုတ်ဘူး။အဲ့သူနဲ့ဆုလိုက်တဲ့အဲဒီက PCDK ဦးမှာအဲ့မော်ရရှင်မျိုးရိုက်ခဲ့တာ။ရိုက်ခဲ့ပြီးတော့ထွက်ခဲ့တယ်ပေါ့နော်။အာနောက်ပိုင်းကျတော့ဟိုဒီချင်းလေးကိုခိုးချစ်တယ်သူ့ရဲ့ဟိုကျုပ်တို့ရွာဆွဲစီးတဲ့မှာထည့်ပြီးသူဆိုရဲနောက်မန္တလေးဘက်ကမိသိမဲဝေတို့ဘာလို့တခြားလူတော်တော်များများမော်ရရှင်ပြန်ဆိုကြဘူး။ TikTok ခေရောက်လာတဲ့ခါကျတော့အာပရိသတ်တော်တော်များများဒီချင်းလေးကိုကျွန်တော်ပြန်ဆိုဖို့ တောင်းဆိုကြတာပေါ့အဲ့ဒါနဲ့ကျွန်တော်ကမကြခင်မှာဟိုရွှေရည်စီဆိုတဲ့စီရီထွက်ဖို့ရှိတယ်ဗျကျွန်တော်တက်တရစီရီပေါ့အာအဲ့ထဲမှာကျွန်တော်တခြင်းအစ်တတီပဲအကောလုံး၁၂ပုတ်လောက်ထားတာဒါဘော်ရီရှီပြီးကပရိသတ်တောင်းတော့အဲ့ထဲမှာဒီအဟောင်းတပုတ်တော့ပြန်ထည့်မယ်ပေါ့ထည့်မယ်ဆိုတော့ဟိုဒါလေးကိုဟိုမုံရဘက်ကဒီဂီတာဘူးပေါ့ရဲထည့်အောင်ဆိုတော့သူကတအားတော်ပါတယ်ဒီကလေးကသူကလည်းငကိုလေးကဒီတခြင်းလေးကိုသူဟိုတေချာတီးကျင်တာ ဆရာလည်းကျွန်တော်တိကျတီးပြမိတဲ့ဆိုတော့ तू arrange လုပ်ထား music အားလည်းတော်တော်ကောင်းပါတယ်။တချင်းတပုတ်ထဲမှာပဲတချင်းစာသားလေးနဲ့အเจ้าရပါမူဒီလို music ရဲ့အခြေအပြောင်းလေးတွေအများကြီးပါတယ်ဗျ။ guitar နားလည်းလေးဆိုတော့တီးပါလိမ့်မယ်။အဲအဲ့လိုမျိုးဆိုတချာလက်တီးပြီးသားတော့ကျွန်တော်တိကျဆူထားပါတယ်။ဟိုလောကငယ်ငယ်တော့ဆိုတဲ့ဟာဒီလောက်အတန်ပြည့်ကျင်မှာပြည့်မှာပေါ့။အခုတော့တီးတီးချာလေးပြည့်ပြည့်ဝလေးဆူထားပြီဗျ။ပြီးတော့ဒါလေးကို MPB ရိုက်မယ်ဆိုတော့စဉ်းစားတော့အဲဒါလေးရိုက်မယ်စား ် RDBU ရိုက်မဲ့စားပေါ့နော်ဒီအမတိုင်ကမှာရှေ့မှာကျွန်တော်တစ်ချိန်မဲ့ရှစ်စီးပိုင်းရဲ့အပြင်အလူတစ်ချိန်ကိုမိုးထက်မြေဆူထားတဲ့ချိန်ကိုတတိချွေချွေနှက်ထက်ပြန်ဆူတာဒါဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဇလန်ရဲရေးကြည့်ရအဲ့ဇလန်လေးကိုအာတမီးရဲ့ YouTube မှာတင်ထားတော့ပြည်သက်တော်တော်ကြိုက်ကြတာငကိုရဲကလည်းကျွန်တော်တမီးကသူကတိရစ္ဆာန်တော်ဝါဒနာအရန်ပါဝါဒနာအရန်ပါတော့အဲ UUVCD တိရစ္ဆာန်တော်တဲ့တော်ကီလေးရယ်နဲ့တိရစ္ဆာန်တော် အဲသူလှုပ်ကြည့်ဆိုတာအခြေစီးပွားရေးမှာသူပထမဆုံးလှုပ်ကြည့်တာပေါ့အဲအဆင်ပြေတာပေါ့ငွေရဲသူဝါဒနာကြီးအောင်အခုဒီမော်ဒယ်ရှင်မှာကျတော့ပူပူလှုပ်ကြွကြလှုပ်ကြွရဟိုမိုးဆက်တူမိုးဆက်ကလည်းဟိုအခုနောက်ပိုင်းကြောကြရတော်တော်များများဟောသူတို့သူအမြင်နဲ့သူဖန်ပြီးတဲ့အခုမော်ဒယ်ရှင်မှာတေချာကြည့်ကြည့်ဒီဖာဝေးမမီတက်ကဒီဂေလုံးလေးပြစ်လိုက်တာနဲ့ ဒီအရက်ခွက်တဲ့ဟိုရေကလေးပြုံးလို့လို့ကြာပါတယ်ဒါလို့တန်ကြရတယ်ဒီချစ်စရာလေးပဲဗောနော်အဲ့တော့ဒီခေတ်လူတွေကနှိမ့်ပညာဖန်တီးမှုကတအားကိုကြောက်စရာကောင်းတော့ဆိုတာအစွမ်းထက်ကြအမိုးဆက်ကဒီမှာအများကြီးပညာပြတာဗောအဲ့တော့ရှင်းန်းတဲ့လဲသူတော်တော်ကြီးကိုသူတိဥဆောင်လာဝါဒနာပါတာကိုဒီမှာတော်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 ကြီးကိုသူဟိုလုတ်ခွင့်ရတာဗောဆိုတော့အကုန်လုံးကတော့ဟိုကျွန်တော်သချင်းလေးကိုဟိုအားတက်တယ်ဟိုမပြီးသက်ကလည်းသူညာတော့အပြင်သူဟာတာလေးတွေပဲရိုက်တာပြားတယ် အခုလို့ drama ပုံစံပြတဲ့သူရိုက်ရဆိုတော့သူ့အတွက်လည်းဟိုသူ့ပြစ်သက်တွေ့တယ်အကြိုက်တွေ့မယ်လို့ထင်ပါတယ်ဗျ။အော်ဒီဒီချင်းလေးကဘော်ဒရွှေပြီးဆိုတော့ဒီဇာလန်လေးတဲ့ချင်းလေးကပြစ်သက်ဒီအလုံးသဘောကျမယ်လို့ပြောလဲပါတယ်ဗျ။ True story ရဲ့လို့တော့မဟုတ်ပါဗျ။ဟိုကဘယ်လိုခေါ်မလဲကျွန်တော်ဒီဟာလူဒီကျွန်တော်ဘော်ဒရွှေပြီးအချင်းကြီးတုန်းကလည်းအဲ့ဒါဒီဟာလေးကဟိုကပေါ့ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်အကူဝမ်းခွဲပေါ့နော်ဒုတင်သေးရဲ့တပည့်ဒုခိုင်မဲဆိုတာရှင်နှောင်းဆိုပြက်ဆက်ပေါ့အဲ့အဲ့ရှင်နှောင်းပြက်ဆက်ကိုကြည့်ပြီးတော့ လွယ်ရတဲ့ရှင်နောက်တရှင်လည်းဖြစ်တယ်ဒီမော်ဒယ်ရှင်မီလည်းဖြစ်တာဆိုတော့ဟိုအဲ့လိုမျိုးပေါ့များသောအားဖြင့်ဟိုနေမှာရှိရဲ့ဝါသနာပါတဲ့လူကြီးကမြို့ပါတက်လာပြီးတော့အမှုပညာကိုအောင်မြင်ကြိုးစားရတယ်အဲကြိုးစားရတဲ့အချိန်မှာများသောအားဖြင့်ဘောအကုန်လုံးတော့မဆိုးလို့ဘောအခက်အခဲတွေရှိကြရတယ်တချို့တွေပေးစားကြရတယ်အာတချို့ဟိုဒီအခုဟိုဟာ producer တွေနဲ့ဘယ်လိုဖြစ်တယ်များဖြစ်တယ်ပေါ့ဒါမျိုးတွေကဒါတော့ဟိုဖြစ်ဖြစ်တာရှိတဲ့ဟာလေးတွေကို အမှုပညာဆိုတာစီကူရီနဲ့ဖန်တီးတာပေါ့ true story ရလို့မဟုတ်ပါဘူးကျွန်တော်ဘက်မှာ true story ကတခုပဲရှိတယ်အဲကိုမဲမဲအောင်ဆိုခါရဲ့မျက်ရည်လေးတွေစုထားမယ်ဆိုတဲ့အခြေအားအဲ့ဒါအဲ့ဒါကျွန်တော်ဘွားရဲ့ true story ပေါ့ကျွန်တော်တက္ကသိုလ်ကျောင်းသားဘွားတော့ဖြစ်ခဲ့တဲ့ဖြစ်ရပံလေးကိုရေးခဲ့တာအာဒီမော်ရယ်ရှင်ပြီးတော့ဆိုတော့ဒါစိတ်ကူးရင်ဟိုဟိုဖန်တီးရတဲ့ကျွန်တော်ငယ်ငယ်တည်းကအာဆရာအောင်တဲ့ကျွန်တော် တကယ်တော့ဒီဆက်ပူလို့ဆိုရအသားဒီဆက်ပူမဲပြီးတော့ပိတ်ချောက်ချောက်ကလက်ချောက်လေးလို့ကိုကိုဘရောကအစင်မပြူဘူးမှန်နေကြည့်ရုပ်ကလည်းဆိုတော့ကျွန်တော်တက္ကသိုလ်ကျောင်းရောက်လေကျွန်တော်ရေးစားမထားဘူးပြခေါ့ကိုကိုကိုရုပ်ကိုကိုကြည့်တော့အစင်မပြူဘူးအသားရှိကိုစီတက္ကသိုလ်ရောက်တော့ပထမဆုံးတကယ်ချင်းတွေပါကျွန်တော်ကျောင်းသားဘဝမှာအာတကယ်ချင်း group လိုက်ပါအဲ့တော့ငါပြောကြော်ကမမော်ဝေး ဟာကိန်းကောင်ကမျိုးမြင့်အဲဟိုညောင်ညောင်ကကိုကြီးအဲအဲ့ကိုဖိုးယူအဲကျွန်တော်တို့တွေကပြမလာចောင်းသားတွေအာကျွန်တော်တို့ group လိုက်တဲ့မှာအဲ့ကဘာလူတယောက်ပါအဲ့ကဘာလေးကကျွန်တော်တို့စီမှာမြန်မာသားကိုင်းလို့ခေါ်အဲသူနဲ့ပတ်သက်ပြီးတော့အာဟိုကျွန်တော်တို့ညောင်ကအကြောင်းလေးပေါ့တယောက်တယောက်ဟိုတကယ်ကြီးအုပ်စုလိုက်သွားလာသွားရနိုင်တယ် တန်းအောင်နေဖြစ်ကြတာပေါ့ဒါနဲ့ तू ကသူ့ကောင်လေးရသွားတယ်အဲကျွန်တော်ကအဲ့အဲ့လိုကဟိုတကယ်ချင်းနေကနောက်ရက်ပြောင်းဟန်နေပဲအဲ့လိုဖြစ်နေနေမှာဇလန်ဖြစ်မလို့လို့ပါလို့နဲ့ပြီးတော့ကတနှစ်ကြည့်ပြီးတော့ဖက်စရာကုန်တဲ့အချိန်မှာ तू ယူရီစီဓာတ်လိုက်ပြီးတော့တည်သွား तू လည်းရုပ်ရှင်သေးဆိုတော့ပြောက်ပဲအဲ तू ကဓာတ်လိုက်ပြီးတော့တည်သွားတော့အဲ့ဒီကြောင့်လေးကိုကျွန်တော်ကအဲ့ဒီကဖက်စရာမှာ ူနဲ့သူ့ကောင်လေးနဲ့အဆင်မပြေပါဘူးလို့ဆိုပြီးတော့ကျွန်တော်တချင်းတစ်ခုရေးပြီးအချစ်စစ်အချစ်စစ်တင်ပါဆိုတော့အာအနိုင်ပဲဆိုတာပဲအဲကျွန်တော်ဆိုတဲ့တချင်းလေးအာမျက်ရည်လေးတွေဆူထားတယ်ဆိုတာကိုမင်းအောင်ကတိုက်တဲ့အဲမင်းအောင်မင်းသားလေးတက်တဲ့စပယ်ပယ်လေးတွေနဲ့ဖြစ်ရမှန်ဆိုတော့ထွက်သွားတယ်ထွက်သေးတယ်အဟိုတော့တက်တော့မှာတော့အချင်းလေးတော်တော်များများဟာနားထောင်ပြီးတော့ပြန်ဆော့ကြတော့ခင်စားသေးတယ်အဲအဲ့ဒါလေးက အဲ့ကြောင့်လေးရေးထားတာပေါ့ဂျာဂျာတာကတော့ဒီလိုပဲအလူပညာဆိုတော့ဖန်ဒီစေကူးလေးနဲ့ဖန်ဒီရတာပေါ့အဲ့လိုလိုအဲ့လိုဇလန်လေးပေါ့ဒီဟာပေါ့တပည့်တွေကတော့အများကြီးပါပဲဟိုအဲ့ထက်မှမှကို့ဘော်မှာဟိုနားလည်ပြီးတဲ့သူကို့ဘော်တိတက်တဲ့သူရှိသလိုနားကို့ဘော်မှာဒီလောက်ကြီးဟိုမဖြစ်ပဲနဲ့ဟိုကို့မန်မန်နားတွေနဲ့တမျိုးဖြစ်သွားတယ်လို့ရှိတာပေါ့ဒါနဲ့ ျွန်တော်တော့ခဏခဏပြောပြောတဲ့အတိုင်းပဲကိုကဆရာတစ်ပါးတယောက်နေနဲ့စေတနာထားတယ်လှုပ်ရှားရှိရလှုပ်ပေးတယ်အဲသူတို့ကြတဲ့အပိုင်းသူတို့အပိုင်းလေအာသူတို့ကဟိုဥပမာဗျာဟိုဖိုးချစ်ဆိုအခုချိန်ထိဘဝမှာကျွန်တော်ပုံမှာအခုထိတန်ဖိုးထားဟိုတခုခုဆိုအခုချိန်ထိဟိုသူသာပြောရင်ပြောမယ်သူများကျွန်တော်ဟိုထိခိုက်အောင်ပြောမယ်ဆိုလုံးဝလက်မခံဘူး အခုဘယ်နေရာသွားသူ့အိမ်မှာသွားပဲသူ့ဆဲလိုမှာသွားဘူးလား तू ကခုံပေါ်မှာထိုင်နေလို့ရှိရင်ကျွန်တော်ရောက်တယ်ရောက်ပြီဆိုတော့ तू ကခုံပေါ်မှာထိုင်တော့ကျွန်တော်ထိုင်ကတူကအဟိုပါအခုအချိန်ကြီး तू ဆရာသမားတယောက်ပေါ်မှာတိတယ်တိတယ်မို့ဆိုတော့အဲ့ဒီမျိုးတပည့်ကြီးရှိသလိုအဲ့လိုမဟုတ်ဖဲနဲ့အာကိုကိုကိုဟိုကငါဘာဆိုတဲ့ခါမျိုးနဲ့တပည့်လည်းရှိတာပဲအဲ့ဒါနဲ့ဘယ်လိုပဲဖြစ်ဖြစ် တကယ်တော့လူ့ဘဝခဏလေးကျွန်တော်တော့ဒီသက်ဒီရရောက်တာပြီးကျွန်တော်ဘာမှမဟုတ်ဘူးကျွန်တော်နောက်ထပ်ဗဒနေနေရပါဘာကျွန်တော်ကျွန်တော်စိတ်ထဲမှာကျွန်တော်နောက်ထပ်နေရမယ့်နှစ်တွေမှာကျွန်တော်အကောင်းဆုံးငါဘာလုပ်နိုင်မလဲဆိုတာလည်းစဉ်းစားရတယ်အဲဒီခုနလိုမျိုးကောင်းခြင်းဆိုးခြင်းတွေကိုကျွန်တော်ဘက်ကဘာမှမခံစားဘူးအစင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်ခေါင်းထဲကနေပြီးတော့ရှင်တဲ့ကနေအပြီးထုတ်လိုက်တယ်အပြည့်ကိုလည်းကိုဆက်ချက်ဒါပဲရှိအဲ့တော့တပည့်တွေပေါ့ပါ ိုကအမြဲတမ်းကိုယ့်ဘက်ကစေတနာထားပြီးတော့ပန့်နေဥပွဲရေးကြည့်啊ပါတယ်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 ဆိုပြောဆိုတကယ်ဟိုရှားရှားပါတယ်ဟိုဒီလိုတွေပဲမျိုးဒီလိုဟိုဟာမျိုးရှားပါတယ်တခုရှိတာ तू ကအဲ့ဒါလည်းပါတယ်တော့ तू ရဲ့ creation နဲ့ तू ရဲ့ကိုယ်ပိုင်ပေါ့အမှုပညာပေါ်မှာခံစားမှုပေါ့တော့ပြိတက်ကိုအပေါ်မှာဟိုဖြစ်တဲ့ဟာတွေလည်းအဲ့ဒါတွေကလည်းအဲသူအခုချိန်ထိဟိုမနေ့တနေ့ရအောင်မှတကယ် ကြီးကြီးကျယ်ကျယ်မင်္ဂလာအခမ်းအနားကြီးတစ်ခုမှာသူပါဝင်တော့ချော်ပြရတာပေါ့နော်ဆိုတော့စေးစားကြည့်လေဟိုလူတယောက်ကဟို quality ရှိနေတယ်အရေးချင်းရှိနေတယ်အဲ့ဒါမှာပဲဒီတကယ့်နေရာတွေမှာအသုံးတည့်တာ quality မရှိအရေးချင်းမရှိဆိုတဲ့နေရာမှာအသုံးမတည့်ဒါအဖြစ်ပါအဲ့အဲ့ဒါကဖြစ်တော့မှာပါဖြစ်တော့မှာဆိုတော့ဒါကြီးတည်တဲ့အချိန်ကျတော့မှသူချိန်ကြပါလိမ့်မယ်အာ အဲ့ဒီခါကျရင်သူတို့ကကျွန်တော်တို့ကတော်တော်လှုပ်ရှုပ်ကြအခုအခုတော့မှအလုပ်ကရှုပ်နေရကြတယ် TV channel တခုလောက်ရတာလွယ်တဲ့ကိစ္စမဟုတ်ဘူးလေတော့အချိန်ရပြီးသား TV channel ဖြစ်နေတဲ့အခါကျတော့ဒီထက်ပိုပြီးတော့အောင်ပြောင်းလို့လုပ်ဖို့ဆိုတာအများကြီးအားဆိုင်ရမှာအများတာပေါ့ဒီအများကြီးရလောက်ရတာလေအခုတော့မှဒီသဘင်တလောကလုံးနဲ့ပတ်သက်ပြီးတော့ကောင်းချင်းဆိုးချင်းတွေအကုန်လုံးသူတာဝန်ခံရသူလုပ်နေရတာဖိတ်တော့ဖိတ်ထားပါတယ်ကျွန်တော်လည်းချိန်တွေတော့ပေါ့နော်ချိန်တော့ဆိုတော့သူတို့တွေမင်္ဂလာလေးဖွဲ့တဲ့ချိန်လေးလုပ်ပြီးွားပြီလေ လုပ်ပြီးသားဆိုတော့ဒီနေ့အကယ်ဒမီဟိတ်ထက်ကသူအခု edit လုပ်နေပြီအာမတက်ဖြန်ချန်သူတို့အတွက်မင်္ဂလာလက်ဖွဲ့လက်ဆောင်ဟောပေါ့ဟိုလကိုတွေကလည်းတကယ်ကိုလိုက်ဖက်တဲ့လက်ရောက်ပါပဲဟိုစိတ်သဘောထားလေးတွေရောနောက်ပြီးတော့ဟိုပုံသဏ္ဍာန်လေးရောပေါ့တော့ဟိုကျွန်တော်မြန်မာစကားအသွင်တူတော့အေးဒီဖြစ်တဲ့စကားမျိုးပေါ့သူတို့နှစ်ယောက်မှတကယ်ကိုအသွင်တူတော့အေးမျိုးဖြစ်တယ်။အာတမန်ချစ်စရာကောင်းတဲ့ မိသားစုတွေတစုဖြစ်လာပါတော့အဲ့လိုတော့အဲခိုင်သားမိတယ်ပေါ့နော်။အတရားဆုံးကစစ်တယ်လေးဖြူစင်ပါလေဗျ။နောက်ဆုံးနောက်တစ်ခုကဟိုပါပေါ့ကျွန်တော်မြင်ရတာတွေ့ရတာတော့ကျွန်တော်မိသားစုတို့နောက်ဆုံးလည်းနေခဲ့တဲ့ခါကျတော့အာသူတို့မှဟိုဟာဖြစ်တဲ့ဟိုစိတ်ဓာတ်မရှိဘူးလေ။ဟာနောက်ဆုံးမှမရှိဘူး။မရှိတဲ့ခါကျတော့ဟိုတုံတုံလေဘလောက်ကြီးရဲ့ဘာတွေဘလူပဲဘလူတွေပဲတိုက်ခိုက်တိုက်ခိုက်ဘာတွေပဲဖြစ်ဖြစ်အဲ့ဒါတွေကခဏပဲဟိုဟာဖြစ် ဖြစ်ပါပါသူတို့ကခိုင်မာတဲ့ဟိုဒီသားစုတစုပေါ့နော်စစ်စရာကောင်းတဲ့ဒီသားစုတစုအမြင်နဲ့ဖြစ်နေမယ်လို့တော့အဲအဲ့လိုပဲခံစားမိတယ်ပေါ့နော်ဟောပါတခြင်းသူတို့နံပါတ်တဲ့တခြင်းလေးပေါ့ဆိုတော့ဟိုပါပေါ့ဘေးလက်ထက်တော့ကပ်ပိတာနဲ့တော့စားဆိုရဲအရာလိုက်ဖက်တဲ့စုံလေးလေးပေါ့နော်အာဟောနေနေလာရှင်နေမြလို့ပဲတဲ့အဲအဲ့လိုပဲအဲ့လိုဟိဝေရလည်းကုသကထူးတယ်တဲ့ အရန်ကိုချစ်စရာကောင်းလှပတဲ့စူးပြီးရည်စဲကောင်းလေးနဲ့အဲပေါက်ဖက်ရတာပေါ့အဲဇလန်းဆိုတာကဟိုဖြစ်ဖြစ်ဟိုဟာဖြစ်သေးရလေပြည့်ကြည့်ပြီးပျောက်သွားမှာကျွန်တော်အဲ့တက်ပူတယ်ပေါ့အဲ့တက်ပူတယ်ဆိုတာသူကအမြဲတမ်းအဲစိတ်တူကြည့်နေ မြဲတမ်းအချစ်ဆက်ကောင်းတဲ့မိသားစုစုစုတွေနဲ့ရှိနေမယ်လို့တော့အဲ့လိုပဲမြင်ပါတယ်ဆိုတော့နှစ်ဖက်စလုံးရဲ့မိဘတွေကလည်းနှစ်ဖက်စလုံးရဲ့ဟိုသားသမီးတွေပေါ့တော်တော်လေးကိုမျက်မျက်နှာနှာချစ်ကြတယ်တွေ့ရတယ်အဲ့တော့အကိုလိုအစီပြေချက်ဟိုလူလူအပ်ချက်မရှိတဲ့မိသားစုဖြစ်ဖြစ်လာလိမ့်မယ်လို့လည်းအဲ့လိုပဲပြောလဲပါတယ်ကွာကျေးဇူးပါရှင်ကျေးဇူးပါဗျာ